ချဲစီတင်ကတော့ချန်ပီယံလိဝေခွေအတွက်အသေးအံအမှတ်လိုတဲ့အသင်းဖြစ်ပြီးတော့မန်ယူနိုက်တက်တင်ကတော့ပရီးမီးယားလိကိုလုံးဝအာယုံမဆိုင်တော့ဘဲနဲ့ယူရိုပါလိရရှိဖို့ကအဓိကအာယုံဆိုင်ကစားနေပြီးတော့ယူရိုပါလိအောင်မြင်မှုရခဲ့မှဆိုရင်လာမယ့်ရာသီချန်ပီယံလိဝင်ခွင့်လည်းတရိုက်ဝင်ခွင့်ရမယ်စူပလာအောင်မြင်မှုလည်းရမယ်ဆိုတော့နီးပြအမော်ရီနဲ့မန်ယူနိုက်တက်ကအဲ့ဒီဘက်ကိုပဲအပြည့်ဝအာယုံဆိုင်ထားခြင်းဆိုတော့ဒီဘက်မှာချဲစီနေနဲ့လိုအပ်နေတဲ့ရလဒ်တခုကိုယူနိုင်မလားဆိုတာကြည့်ရမယ် ကွန်မတီပိုင်းဆို YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ။ခုကျွန်တော်တင်ဆက်ပေးမှာကတော့ Chelsea နဲ့ Man United တို့ရဲ့ပွဲစဉ်နဲ့ပတ်သက်တဲ့ကျွန်တော်အမြင်လေးပဲဖြစ်ပါတယ်။ Chelsea သင်ကတော့2025ပြက်ကြိမ်နှစ်အတွင်းမှာတော်တော်လေးကိုပုံစံကောင်းပြလာခဲ့ပြီးတော့အင်ကွင်းမှာခြေစွမ်းအကောင်ဆုံးအသင်းဖြစ်ရပ်တည်နေတယ်။အင်ကွင်းမှာကစားတဲ့ Premier League ဂိုးပွဲလုံးမရှုံးခဲ့သလိုခုနှစ်ပွဲနိုင်ပြီးတော့နှစ်ပွဲတည်ကြခဲ့တယ်။အဲ့ဒီကာလအတွင်းမှာအင်ကွင်းခံစစ်အကောင်ဆုံးအသင်းဖြစ်ခုနှစ်ခုပဲပြေးခဲ့ရသလို ရမှတ်အများဆုံးအသင်းဖြစ်လဲ23မှတ်ထိယူနိုင်ခဲ့ရဆိုတော့အေကွတ်မှာတော်တော်လေးတည်ငြိမ်နေတဲ့အသင်းပထမ26ပွဲမှာခန်းစစ်ကြောင်းကပေးကို36ဂိုးထိပေးခဲ့ရပြီးတော့1.4ဂိုးထိခန်းစစ်ကပေးခဲ့ရပြီမလဲနောက်ဆုံး10ပွဲကြည့်မယ်ဆိုရင်ခန်းစစ်ကပေးကို8ဂိုးပဲပေးခဲ့ရကတပွဲကိုပြန်မြ3.8 8ဂိုးပဲပေးခဲ့ရတယ်ဆိုတော့ခန်းစစ်ကြောင်းတည်ငြိမ်လာမှုကလည်းချက်စစ်သင်းရဲ့ဒီလိုမျိုးရလတ်ပိုင်းတွေပြန်ပြီးတော့အတက်ဘက်ကိုဥတီလာခြင်းနဲ့အကြီးကဆိုင်မယ်လို့ထင်တယ်ဒါပေမဲ့နောက်ဆုံးကစားတဲ့ပွဲမှာတော့ချက်စစ်သင်းက နယူကာဆယ်သင်းကို2-0နဲ့ရှုံးထားခဲ့ပြီးတော့လက်ရှိချိန်မှာချန်ပီယံလိဝင်ခွင့်အတွက်လုံးဝအမှားခံလို့မရတဲ့အနေအထားကိုရောက်သွားခဲ့ပြီးချက်စီသင်းကဒီတစ်ပတ်မှာမန်ယူနိုက်တက်နဲ့အိမ်ခွင့်မှာကစားရမယ်။ရာသီပိတ်ပွဲစဉ်38ကိုတော့အဝေးခွင့်မှာ Forest နဲ့ကစားရမယ်ဆိုတော့ Forest ကလည်းချန်ပီယံလိဝင်ခွင့်အတွက်နောက်ဆုံးချိန်ထိအသက်ရှိနေတဲ့အသင်းဆိုတော့ချက်စီအနေနဲ့ဒီပွဲကမဖြစ်မနေအနိုင်ရမှာကိုဖြစ်မယ်။မန်ယူနိုက်တက်သင်းကတော့ပရီးမီးယားလိမှာခုနှစ်ပွဲသက်တိုက်နိုင်ပွဲပျောက်နေခဲ့ပြီးတော့နှစ်ပွဲတည်း၅ပွဲထိရှုံးတာလေဒါ1992 နောက်ပိုင်းမှာအဆိုးဆုံးလို့သိရပြီးတော့1989 90ဘောလုံးရာသီကစက်တပွဲစက်တိုက်နိုင်ပွဲပျောက်ခဲ့တဲ့မှတ်တမ်းပြီးရင်လက်ရှိ9ပွဲဆက်နိုင်ပွဲပျောက်နေမှုကအဆိုးဆုံးမှတ်တမ်းဆိုတော့နှစ်ပေါင်း35နှစ်လောက်အတွင်းမှာအဆိုးဆုံးအခြေအနေနဲ့ရင်ဆိုင်နေရတယ်ဒါပေမဲ့သူတို့အတွက်နောက်ဆုံးမျှော်လင့်ချက်ကပရီးမီးယားလိမှာဘလောက်ပဲအခြေအနေဆိုးဆိုးယူရိုပါလိကိုရခဲ့မယ်ဆိုရင်တော့ဒီအဆိုးတွေကိုမေးဖြောက်ပြစ်နိုင်မှာဖြစ်လို့ယူရိုပါလိကိုတော့အရယူဖို့လိုတယ် မန်ယူနိုက်တက်တင်ကတော့အမိုရီလောက်မှာယူရိုပါလိ7မှာ10ပွဲထိအနိုင်ရပြီးတော့ရှုံးပွဲမရှိဘောလူပွဲကိုတက်လန်းထားတဲ့အသင်းဖြစ်ပေမဲ့လည်းပရီးမီးယားလိမှာတော့အမိုရီလောက်25ပွဲမှာ6ပွဲပဲအနိုင်ရခဲ့ပြီးတော့4ပွဲကံမှတပွဲလောက်ပဲနိုင်နေဆိုတဲ့အနေအထားကဘလို့မှလက်ခံကျင်စရာမဟုတ်ဘူးအခုဆိုရင်အမတ်ပေးစရာအောက်ပိုင်းမှာပရီးမီးယားလိမှာရှုံးပွဲရ18ပွဲထိရှိထားခဲ့ပြီးတော့1983-84ဘောလုံးရာသီကတရာသီတွင်ရှုံးပွဲ20ကျုံခဲ့ပြီးတော့တန်းစင်းခဲ့ရတဲ့ရာသီနောက်ပိုင်း က်ရှိရာသီကရှုံးပွဲအများဆုံးရာသီပဲပြီးတော့ဒီရာသီဂုံမသွင်းနိုင်တဲ့ပွဲကလည်း14ပွဲတိရှိထားခဲ့ပြီးတော့အဖက်ဖက်ကဘလို့မှရစရာမရှိအောင်ကိုစိုးဝါနေတာကိုတွေ့ရတယ်။လက်ရှိချိန်မှာတော့နှစ်သင်းစလုံးမှာဒဏ်ရာပြဿနာတွေပွဲပယ်တွေရှိနေခဲ့ပြီးတော့ချက်စီသင်းရဲ့အဓိကတိုက်စစ်မှုဂျက်ဆန်ကပြီးခဲ့တဲ့နျူကာဆန်နဲ့ပွဲစဉ်မှာသူ့ရဲ့အပြုတ်လုတဲ့နဲ့ဖောင်းရနေပြီးတော့ဒဏ်ရာအနီကပ်ပြပြီးတော့ထုတ်ပယ်ခံခဲ့ရသလိုဆန်ချိုကလည်းမိခင်အသင်းနဲ့ပြန်ရင်ဆိုင်ရမှာဖြစ်လို့ပါဝင်ခွင့်မရဘူးဆိုတော့အသင်းရဲ့တိုက်စစ်ပိုင်းကတော့ Chelsea အနေနဲ့ရွေးချယ်စရာ option အများကြီးမရှိဘူးလက်ရှိချိန်မှာလည်းအသင်းရဲ့ဘိုးနောက်ခံလူ Fofana တော်မန်တိုက်စစ်ဆန်းမှာ Agüero နဲ့ငွေတိုက်စစ်ဆန်းမှာ Matt Giroud လည်းမကစားနိုင်ဘူးဆိုတော့တိုက်စစ်ပိုင်းကတော့ Chelsea အတွက်ဒီနေ့မှာသတိထားမယ့်အချက်ပဲအဲ့လိုပဲ United အသင်းကလည်းဒီချိန်မှာဒဏ်ရာပဿနာတွေရဲ့ထိုးနှက်မှုကိုရင်ဆိုင်နေရပြီးတော့ပြီးခဲ့တဲ့နောက်ဆုံးကစားတဲ့ဝက်ဆန်ကိုရှုံးနေခဲ့တဲ့ပွဲစဉ်မှာအားထားတဲ့လူငယ်ခန်းစစ်ဆန်းမှာလန်နီယောရိုပါဒဏ်ရာရသွားခဲ့ပြီးတော့ဒီဘက်မှာပေါင်ဝင်မှုမတိကျသလို အတင်းရဲ့အဓိကစားသမားတွေဖြစ်တဲ့ Dalot တို့ Zack Z တို့ Dilit တို့လောက်စားသမားတွေလည်းလွဲချော်မယ်။ Kalashie တန်ရာကြောင့်နားနေရတဲ့ Martinet တို့လူငယ်စားသမား Heaven တို့လောက်စားသမားမျိုးတွေမပါနိုင်ဘူးဆိုတော့ခန်းစစ်ကြောင်းမှာတော့အကြီးအကျယ်ကိုပြဿနာရှိနေတယ်လို့ပြောလို့ရတယ်။ Defensive Action ဘိုင်းတွေမှာတော့ United အနေနဲ့တော်တော်လေးကိုအပြောင်းလဲလုပ်ဖို့အခက်တွေ့နေရဆိုတော့ဒီဘက်မှာဘလို့ပွဲထွက်လာမလဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ရှက်စီတင်ရတော့ဒီနေ့ပွဲစဉ်မှာအားထားတဲ့တိုက်စစ်စားသမားဂျက်စစ်မပါနိုင်မှုဆိုတော့တိုက်စစ်ပိုင်းအပြောင်းလဲတချို့မြင်ရနိုင်တယ် ီးခဲ့တဲ့ပွဲစဉ်တွေမှာတော့ကွန်းလယ်မှာလာဗီယာနဲ့အန်ဇိုဖာနာဒက်ကိုတွဲပြီးတော့ကိုင်စီတိုကညာနောက်ခံလူနေရာမှာစင်ကစားခဲ့တာကိုတွေ့ရတယ်ဒီပွဲမှာတော့ကိုင်စီတိုကကွန်းလယ်ပြန်ပြီးတက်ကစားမယ်လို့ထင်တယ်ကိုင်စီတိုရဲ့နေရာကိုတော့ရီစ်ဂျင်းပါဝင်လာဖို့မရပြီးတော့ခန်းစစ်ကြောင်းမှာတော့ချာလိုဘာရဲ့ကိုဝဲရဲ့ဘဲချမ်းမှာကူကူရဲလာရဲ့ညာနောက်ခံလူနေရာမှာအသင်းကောင်းဆောင်ရီစ်ဂျင်းရဲ့ပါလာဖို့မရတယ်ကွန်းလန်ထိုင်းနေရာမှာတော့လာဗီယာနဲ့ကိုင်စီတိုတို့ပြန်ပြီးတော့တွဲကစားမယ်လို့ထင်တယ် ကိုယ်လည်းတိုက်စစ်နေရာမှာတော့အန်ဆိုဖာနန်ဒက်ကအတက်ကင်းမြူဖီပုံစံမျိုးဖြစ်သွားမယ်။ညာချမ်းမှာကစားနေတဲ့နက်တိုကအထောင်တိုက်စစ်နေရာကိုရောက်သွားပြီးညာချမ်းကိုပယ်မှာထွက်ကစားဖို့များတယ်။ဘယ်ချမ်းကတော့မာတူအီကြီးပဲကစားမယ်ဆိုတော့ဒီနေ့မှာအထောင်တိုက်စစ်နေရာမှာကစားမဲ့နက်တိုတွေနဲ့အသင်းရဲ့တိုက်စစ်ကိုအကောင်းဆုံးဦးဆောင်နိုင်မလားဆိုတာကြည့်ရမယ်။ဘယ်မှာတော့ဒီယာဒီမှာမနှစ်ကားလောက်စွမ်းဆောင်ပိုင်းရမကောင်းပေမဲ့ယူနိုက်တက်နဲ့တွေ့ထားတဲ့အမှတ်တမ်းတွေကတော်တော်လေးအားရစရာကောင်းတယ်လို့မနှစ်ကဒီကွင်းမှာ အပြန်လန်သွင်းကိုရနေတူနောက်ကျကိုရနေအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ hat trick ရခဲ့ပြီးတော့လီဂို3ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာပယ်မာကမိနစ်90နဲ့မိနစ်90ကျော် injury time နေကြမှာအသင်းအတွက်ဂိုးတွေသွင်းထားခဲ့ရဆိုတော့ပယ်မာရဲ့ခြေစွမ်းကိုလည်းစောင့်ကြည့်ရမယ်ပယ်မာက United ကို၄ဂိုးထိသွင်းထားခဲ့ပြီးတော့သူတို့ရဲ့ကစားသမားဟောင်း Gojusin နဲ့အတူ United ဘက်ကိုဂိုးအများဆုံးသွင်းထားတဲ့ကစားသမားဆိုတော့အကောင်းဆုံးပုံစံနဲ့လုတ်ပြနိုင်မလားဆိုတာ ကြည့်ရမယ် နောက်ထပ်စောင့်ကြည့်ရမယ့်ကစားသမားကတော့ Anzu Fernandez ပါ Anzu Fernandez က2025ခုနှစ်အတွင်းဂိုးပါဝင်ပတ်သက်မှု6ကြိမ်ထိပရီးမီးယားလိမှာရှိထားခဲ့ပြီးတော့၃ဂိုးသွင်းနဲ့၃ဂိုးဖန်တီးထားနိုင်သလိုတိုင်ပတ်ရဲ့ဒီ final third တွင်မှာဘောလုံးပေးပို့မှုတွေတော်တော်လေးကိုမြင့်တက်လာခဲ့ပြီးတော့ chance create အပိုင်းကိုကြည့်မယ်ဆိုလည်းအရန်ကိုအားကောင်းလာတာတွေ့ရတယ် Anzu Fernandez ကတော့ဆွဲစုံရတဲ့ကစားသမားလို့ပြောလို့ရတယ်လို့ဒီဘက်မှာအသင်းရဲ့တိုက်စစ်ကိုပို့ပြီးတော့ပံ့ပိုးနိုင်မယ်လို့လည်းယူဆရတယ် ဒီပွဲကတော့ Chelsea အသင်းအတွက်ဒီရာသီအိမ်ကွင်းနောက်ဆုံးပွဲဖြစ်ပြီးတော့ဒီလိုမျိုးရာသီရဲ့အိမ်ကွင်းနောက်ဆုံးပွဲတွေမှာမရှုံးတာနောက်ဆုံး22ရာသီဇက်တိုက်ဆိုတော့တော်တော်လေးအားရစရာကောင်းတဲ့မှတ်တမ်းလို့ပြောလို့ရတယ်15ပွဲနိုင်နဲ့9ပွဲတည်ကြထားတယ်ဆိုတော့ဒီပွဲမှာလည်းတို့ရဲ့အိမ်ကွင်းပွဲစဉ်မှာ Chelsea အနေနဲ့အနိုင်ရမကိုဖြစ်မယ်ဆိုတော့တို့အနေနဲ့အပန်းတကယ်နိုင်ပွဲယူနိုင်မလားဆိုတော့လည်းစိတ်ဝင်စားဖို့ကောင်းတယ် Chelsea သင်းရဲ့အိမ်ကွင်းမှတ်တမ်းကတော့တော်တော်လေးအားရစရာကောင်းပြီးနောက်ဆုံးကစားတဲ့10ပွဲမှာခုနှစ်ပွဲအထိအနိုင်ရထားသလိုဒီနှစ်သိန်းကဒီလို Friday မှာ ဒုတိယမြောက်တွေ့ဆုံတဲ့ပွဲဖြစ်ပြီးတော့2000ဖေဖော်ဝါရီတုန်းကလည်း Stamford Bridge မှာပဲတူတူတည်ကြထားရဆိုတော့ဒီပွဲကနောက်ထပ် Friday မှာကစားမယ့်ပွဲမှာဘယ်လိုရလက်ထွက်လာမလဲဆိုတာလည်းစောင့်ကြည့်ရမယ်။ Man United အသင်းတရားဒီ Premier League မှာရုန်းကန်နေရချိန်မှာတော့ Bruno Fernandes ကအသင်းအတွက်6-0သွင်းပြီးတော့6-0ဖန်တီးနိုင်ခဲ့သလို Premier League မှာသွင်းကို18ဂိုးပေါင်ဝင်ပတ်သက်ခဲ့ပြီးတော့ Europa League ဘောလုံးပွဲကိုတက်လန်းခဲ့ရမှာတော့ Bruno Fernandes ရဲ့အခန်းကဏ္ဍအတိတ်ကပေါင်ဝင်ပတ်သက်ခဲ့ပြီးတော့ပြိုက်ပွဲစုံလေးနဲ့ကြည့်မယ်ဆိုရင် ဘရူနိုဖာနာလက်က18ဂိုးသွင်းပြီးတော့18ဂိုးဖန်တီးခဲ့ကပြိုင်ပွဲစုံ36ဂိုးရအောင်ဆန်းဆောင်နိုင်ခဲ့တယ်ဆိုတော့ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာဆာလာ56ဂိုးပါဝင်ပတ်သက်ခဲ့တာပြီးရင်ဘရူနိုဖာနာလက်ကဒုတိယအများဆုံးဆိုတော့ဒီဘက်မှာလည်းဘရူနိုဖာနာတက်ဘလောက်ထိအသင်းကိုဥဆောင်မောင်းနှင်သွားမလဲဆိုတဲ့အပိုင်းကိုစောင့်ကြည့်သွားရမယ်။ထိတိုက်တွေးဆမှုမှတ်တမ်းတွေကိုကြည့်မယ်ဆိုတော့ဒီနှစ်သင်းကတည်ပွဲအများဆုံးပြိုင်ပွဲတွေဖြစ်ပြီးတော့28ပွဲထိပရီးမီးယားလိဂ်မှာတည်ရကျထားသလို900ဒီတိတိအင်ကွင်းဝေးကွင်းနှစ်ကြော့စလုံးတည်ရကျထားတဲ့မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့အသင်းတွေဒီနေ့တင်ရပထမအကြော့မှာလည်းတည်ကြထားရဲဆိုတော့အဲ့လိုမျိုးထပ်ဖြစ်လာမလားဆိုတာစောင့်ကြည့်ရမယ်ပရီးမီးယားလိမှာဒီနေ့တင်တွဲဆုံထားတဲ့နောက်ဆုံး၁၄ပွဲမှာတော့ Chelsea တင်ရတပွဲပဲအနိုင်ရခဲ့ပြီးတော့၈ပွဲတည်း9ပွဲထိရှုံးခဲ့တာတွေ့ရတယ်အဲ့ဒီအနိုင်ရခဲ့တဲ့ပွဲကလည်းမနစ်ကသူတို့ရဲ့ equity မှာ4-3နဲ့နောက်ဆုံးမိနစ်မိနစ်90ကျော်မိနစ်100လောက်ထိကစားခဲ့ပြီးမှနောက်ဆုံးမိနစ်မှာပါမာရဲ့အသေးခွဲဂိုးနဲ့နိုင်ခဲ့တာဆိုတော့ဒီနေ့တင်းကြောင်းမှာတော့အနိုင်ရှုံးရလက်တွေပြပြသားသားထွက်ပေါ်တာဒရိုလီနေပါတာကိုတွေ့ရတယ် ဒီဘက်မှာတော့ Man United အသင်းရဲ့နီးပြအမော်ရီနေနဲ့ဘယ်လိုမျိုးပွဲထုတ်မလဲဆိုတာလဲစောင့်ကြည့်ရမယ်။အသင်းရဲ့အဓိကစားသမားတွေကိုပဲအသုံးပြုမလားဒါမှမဟုတ် Portrait ကစားခွင့်နဲပါနေတဲ့ကစားသမားတွေနဲ့ဒဏ်ရာအနေပြန်လာပြီးမှပုံစံကောက်တချို့ပြန်ပြလာတဲ့ Mr. Mount တို့ Ahmed Diallo တို့ကိုသုံးမလားဆိုတာကြည့်ရမယ်။လက်ရှိချိန်ထိတော့အထိုင်ကဘာမှတိတိပါပါပြောလို့မရသေးဘူး။နီးပြရဲ့စိတ်ကူးစိတ်ဓာတ်ပုံမှမတည်တဲ့နီးပြအနေနဲ့ဒီဘက်ကိုအာယုံစိုက်ပြီးတော့အကောင်းဆုံးတုံ့ပြန်သွားမလားဒါမှမဟုတ်ဖြစ်ချင်အဖြစ် ဒီပွဲရှုံးရှုံးနိုင်တာအရေးမကြီးဘူးဆိုတော့အနေထားမျိုးနဲ့ပဲအရန်နေနဲ့ကစားသွားမလားဆိုတာကြည့်ရမယ်တကယ်လို့သာအရန်ကစားသမားတွေလူငယ်ကစားသမားတွေနဲ့ကစားမယ်ဆိုရင်တော့ Chelsea အတွက်ပို့ပြီးတော့လွယ်ကူမဲ့ပွဲဖြစ်လာဖို့ရှိတယ်။ Man United အနေနဲ့လည်း Chelsea နဲ့တွေ့ထားတဲ့အဝေးကွင်းနောက်ဆုံး7ပွဲမှာတပွဲပဲအနိုင်ရခဲ့ပြီးတော့2020 February မှာ2-0နဲ့အနိုင်ရခဲ့တာ။၅ပွဲတည်၅ပွဲရှုံးထားရဆိုတော့ Chelsea ပုံမှာအသာရလေးမရှိတာကိုတွေ့ရတယ်။ဒီပွဲက Man United အသင်းအတွက်ရာသီပိတ်အဝေးကွင်းနောက်ဆုံးပွဲဖြစ်ပြီးတော့ဒီလိုရာသီပိတ်အဝေးကွင်းပွဲတွေမှာတော့ နောက်ဆုံး900ရာသီမှာ400သီထိ Man United ကအနိုင်ရထားတာကိုတွေ့ရတယ်။ဒါပေမဲ့ London မှာသွားကစားတဲ့ပွဲတွေမှာ Man United အနေနဲ့နောက်ဆုံး9ပွဲစတိုက်မနိုင်ခဲ့ဘဲနဲ့3ပွဲတည်းရေး4ပွဲထိရှုံးထားတာကိုတွေ့ရတယ်။ဒီပွဲမှာတော့တစ်ဖက်က Champions League ဝင်ခွင့်အတွက်မဖြစ်မနေအနိုင်ကစားမဲ့အသင်းဖြစ်ပြီးတော့တစ်ဖက်ကတော့ Premier League ကိုလုံးဝအာရုံမစိုက်တော့ဘဲနဲ့ရလဒ်တွေကဖြစ်ချင်းတယ်လို့ဖြစ်နေတဲ့ပွဲဖြစ်တာကြောင့်ဖွင့်လင်းမှုတွေမှာတော်တော်လေးကိုပြင်းထန်ပြီးတော့ Chelsea တင်ရ လုံးရှုံစရာလောက်ဒီပေးထားရဲဆိုတော့ Chelsea ကိုပြတ်ပါမလားဆိုတဲ့အပိုင်းကိုတော့ကျွန်တော်တို့ထည့်ပြီးတော့တွေ့ရမယ်။ကျွန်တော်တို့ဒီဘက်မှာ Bogey ရဲ့ filling မှုတွေကိုခဏမေ့ထားပြီးတော့ Chelsea တင်းကဒီဘက်အနိုင်ရမှ Champions League ဝင်ခွင့်ရမယ်အနေထားဖြစ်လို့ဒီဘက်ကတော့မဖြစ်မနေအနိုင်ကစားမယ်လို့ယုံကြည်တဲ့အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ Chelsea နဲ့ Man United ပွဲစဉ်နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အမြင်လေးပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ Commentary by So YouTube Channel လေးကိုလည်း subscribe လုပ်ပြီးကြပါဦး။နောက်မဲ့ video တွေမှာပြန်ဆုံပါမယ်။ကျေးဇူးတင်ပါတယ်။